ပြန်လည်ဝင်လာပါကျွန်တော်တို့တော့ knowledge channel season ကိုမှတစ်ဆက်နဲ့ရွှေကင်မဖြစ်ရတော့ဒီနေ့တစ်ဆက်ပြချင်တဲ့ချုပ်တယ်လေးရောပေါ့နော်။ဘောင်ပေါ်မှာအကြီးဆုံးဖိုးတော့ပါတာစောင့်နေတယ်နော်။ဆိုတော့အဲ့ဒါလို့ချက်တော့ကြည့်လိုက်အောင်။ ကဗတလောကဗုဒ္ဓဘာသာဆိုင်ရာသာသနိကအဆောက်အအုံဤအနက်အခုမြင်ရတဲ့အဆောက်အအုံကတော့အကြီးဆုံးအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါကတော့ဘောရဗုဒ္ဓဖေယကျောင်းခေါ်အလွန်ကြီးမားတဲ့စေတီကြီးဖြစ်ပြီးသူဒီနေရာကတော့အရှိတောင်အရှာကအင်ဒိုနီးရှားနိုင်ငံဂျာဗာကျွန်းအလယ်ပိုင်းမှာဖြစ်ပါတယ်။ဒီမဟာယနဗုဒ္ဓဘာသာဖေယကျောင်းကိုတော့အေဒီ900ရာစုစေလင်ဒရာပရင်တွေအုပ်စိုးစဉ်ချိန်ကတည်ဆောက်ခဲ့တယ်လို့သိရပြီးတော့အင်ဒိုနီးရှားရဲ့ယဉ်ကျေးမှုအဝေးနှစ်ကိုကိုးစားပြုတဲ့အဆောက်အအုံတွေဖြစ်ပါတယ်။ဒီစေတီကြီးကို မီတောင်ကြောက်တုံးတွင်နေကြီးတီးတန့်တိဆောက်ထားတာဖြစ်ပြီးကြောက်တုံးမောင်းနှစ်တန်းကျော်သုံးဆွေးခေကတိဆောက်ဖို့အချိန်နှစ်ပေါင်း80ကျော်ကြာမြင့်ခဲ့တယ်လို့ခန့်မှန်းကြပါတယ်။ဒီအဆောက်အအုံကြီးရဲ့ပုံစံကထူခြားပါတယ်။ဩရဘာသာရဲ့စကြဝဠာကိုကိုးစားပြုတဲ့ညံ့ညက်တဲ့ပုံစံတစ်ခုဖြစ်တဲ့မန္တလာပုံစံနဲ့တိဆောက်ထားတာဖြစ်ပါတယ်။၄တောင်အစဉ်၆ဆင်းနဲ့စဝိုင်းပုံအစဉ် သုံးစဉ်စုစုပေါင်း9စဉ်မြင့်တက်တိဆောက်ထားပြီးအပေါ်ဆုံးမှာဗဟုခေါင်းလောင်းပုံစည်တီကြီးရှိနေပါတယ်။ဗဟုခေါင်းလောင်းပုံစည်တီကြီးကိုဝင်းရံပြီးအပေါဖောက်ထားတဲ့စည်တီငယ်82စုရှိနေပြီးစည်တီငယ်တစ်ခုစီတိုင်းမှာထိန်းတော်မူဗုဒ္ဓရုပ်ဝါတော်တစုစီရှိနေတာဖြစ်ပါတယ်။ဖျားဘူးတွေကိုအစဉ်သုံးစဉ်ရဲ့အထိတက်ရောက်ခွင့်ပြုထားပြီးဒီအစဉ်သုံးစဉ်ဟာကာမဘုံ၊ရူပဘုံနဲ့အရူပဘုံတွေကိုရှိညွန်ပါတယ်။စည်တီကြီးတစ်ခုလုံးမှာဗဟုရုပ်ကြွပေါင်း2682ခုနဲ့ဗုဒ္ဓရုပ်ဝါတော်940စုပါဝင်နေပြီးအမခန် ြည်သူကလက်ရမြောက်တဲ့အဆောက်အအုံကြီးလေးဖြစ်ပါတယ်။ဂျာဇူးနှင့်မြန်စွာဗုဒ္ဓဘာသာဝင်တွေနဲ့ဇီကာတဲ့နေရာတစ်ခုခစ်ခဲ့ပေမယ့် AD 14ရာစုမှာတော့မြို့တော်ပေါက်ကွဲမှုတွေကြောင့်မြို့တော်ကိုပြောင်းရွှေ့ကြတဲ့အခါလူသူလာရောက်မှုအလုံးနေပါတယ်။နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနောက်မှာတော့ဂျာဘာကျုံးမှာဗုဒ္ဓဘာသာမိမိမှုနဲ့အတူစွန့်ပြေခံထားရပြီးတိမ်မြုပ်ပြအွေကေးရပါတယ်။နေပေါင်းမြန်စွာဂျုံနဲ့ပေပေါင်းနေကြမှာတိမ်မြုပ်နေတဲ့ CDG ကို19ရာစုမှာမှအင်္ဂလိပ်အရာရှိစာတော်မတ်စတန်ဖို့ရာဖီကဖော်ထုတ်ခါကမ္ဘာ ကိုသိရှိစေခဲ့ရဖြစ်ပါတယ်။သူ့ကိုစင်ကာပူကိုစတဲ့တီထောင်ခဲ့သူလို့လည်းလူသိများပါတယ်။နေပေါင်းများစွာပြည်ပြင်ထိမ့်သိမ်းမှုတွေပြုလုပ်ခဲ့ပြီးတရောက်962ခုနှစ်မှာတော့ UNESCO ကမ္ဘာအမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ဘောရဘုဒ္ဓဇေဝီကြီးဟာအင်ဒိုနီးရှားနိုင်ငံရဲ့ခရီးသွားအလားရောက်ဆုံးနေရာတွေထဲကတစ်ခုဖြစ်ပြီးဒီနေ့ကိုခရီးသွား9000ခန့်လာရောက်လေပတ်လိရှိတဲ့နေရာလေးဖြစ်ပါတယ်။ ကမ္ဘာပေါ်အထူးခြားဆုံးမျိုးတွေအနက်မှာ American Nebraska Pine ကမြို့ကလေးတစ်မြို့ကလည်းပါဝင်နေပါတယ်။ဒီမြို့ကလေးရဲ့အမည်က Mount Novine ဖြစ်ပြီးဒီမြို့ကလေးကိုတမူထူးခြားစေတဲ့အချက်ကတော့ဒီမြို့မှာနေထိုင်သူစုလို့တယောက်ထဲသာရှိနေတာဖြစ်ပါတယ်။ Nebraska Pine ရဲ့အရှိမျောက်ဖက်မှာတည်ရှိတဲ့ Mount Novine မြို့ဟာ1930ပြည့်လွန်နှစ်တွေတော့ကလူ150ခန်းနေထိုင်နေတဲ့ကြွားလှုပ်ရှားတဲ့လဲသမားအတိုက်အဝန်းလေးတစ်ခုခစ်ခဲ့မှုပါတယ်။ဇေဇူးနေများစွာကြာလာတဲ့အခါမှာတော့တခြားကြီးလက်မြို့ငယ်လေးတွေလိုပဲလူငယ် ယ်မျိုးဆက်တဲ့တွေအလောက်အကိုင်းနဲ့အခွင့်အလမ်းတွေရှာဖွေဖို့ထရီပြောင်းသွားခဲ့ကြတဲ့အတွက်လူဦးရေကျဆင်းလာခဲ့ပါတယ်နောက်ဆုံးတော့လူတိုင်းထွက်သွားကြပြီမယ်ယူကိုမစုံခွာရတဲ့ ACI လာတို့ဇနီးမောင်နှံသားကြန့်ရှိပါတော့တယ်ခင်မောင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီးလက်ရှိအချိန်မှာတော့ ACI လာတဦးရီတာကြန့်ရှိပါတော့တယ်ကုမအောင်မျိုးရဲ့မျိုးတော်ဝန်ဘားဆိုင်ပိုင်ရှင်စာကြည့်တိုင်းမှုအကေမျိုးရဲ့ခြေခံအဆောက်အအုံတွေကိုထိမ့်သိမ့်ပြုပြင်သူလေးဖြစ်ပါတယ်မိုးနိုဝိုင်းကိုမျိုးအဖြစ်တရားဝင်အသိအမှတ်ပြုထားနိုင်မှုနေ့စဉ်မျိုးပြဘတ်ဂျက်ကိုတော့တင့်သွင်းရပါတယ်ဒီပါ ေးအနေနဲ့အစီအာမွန်လဝိုင်းတာဗမ်ဆိုတဲ့ဘားလေးကိုဖွင့်လှစ်ထားပြီးကမ္ဘာအနှံ့အပြားကခရီးသွားတွေကုန်တင်ကားသမားတွေနဲ့ဇူးစားလူစိတ်ရှိတဲ့ဧည့်သည်တွေကိုဆွဲဆောင်နေပါလေ။သူမခင်မောရဲ့အမိကိုမဲခေါ်ထားတဲ့ရူဒီစာကြည့်လိုက်ကိုလေသူမကပဲထိမ့်သိမ့်ထားပါလေ။ဒီစာကြည့်လိုက်မှာစာအုပ်ပေါင်း9000ကျော်ရှိပြီးလာရောက်လဲပတ်သူတိုင်းလောလတ်စွာအခမဲ့ဖက်ရှုငှားရမ်းနိုင်ပါလေ။တဝူဒီနေထိုင်မိမဲ့တခြားနေရာမှာနေထိုင်တဲ့မိတ်ဆွေတွေနဲ့စေတနာဝန်တန်းတို့ရသူမကိုကူညီဆောင်ရွက်ပေးလိရှိပါရယ်။အစီကသူမချက်တဲ့အရာတွေကိုလောက်ဆောင်ရအမ တ်တရားတွေနဲ့ဝင်းရံပြီးဒီမာနီရတာကိုအလွန်ကြီးနဲ့ပျော်ရွှင်နေလို့ဆိုပါတယ်။လက်ရှိအချိန်မှာသူမရဲ့အသက်ဟာ79နှစ်ရှိသွားပြီဖြစ်ပေမဲ့ကမချစ်တဲ့မြို့ကလေးမှာဆက်လက်အနေထိုင်ဖြစ်တန်းနေစေဖြစ်ပါတယ်။ဆုံးနေကြည့်တဲ့တော်လားလို့ကျေးဇူးတင်ပါတော့ close in စားကြဖြစ်ကုန်ပြီ။မြင်းတွေများဟိုမှာဆက်ပြီးတော့ကျွန်တော် YouTube channel လေးဆော့ဆော့လာတယ်လေ။ဆော့လို့တော့ပြကြပါတော့။အလုံးကျေးဇူးတင်ပါတယ်။